ဖောက်ပြန်လို့ရှိရင်စီးပွားရေးထိခိုက်တယ်စီးပွားရေးကျတယ်ဆိုတာဟုတ်ကလားမမတဲ့ညီမလေးအဲ့စကားကိုလေယောက်ျားတွေပြောကြည့်သူတို့လက်မခံဘာလို့လဲသိလားတယောက်နဲ့တယောက်အလုတ်အကင်ချင်းလည်းမတူတလို့တယောက်နဲ့တယောက်ရဲ့ဝင်ဝင်ရက်တီပုံချင်းလည်းမတူဟုတ်လားဝန်ထမ်းတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပုံမှန်လာစားဟာရမှာပဲဖောက်ပြန်လို့ဆိုပြီးမှအဲ့လာစားမရပဲနဲ့မနေဘူး เนาะဒီပစ္စည်းတစ်ခုဟာ၅ချက်နဲ့ဝယ်တယ်ဒီပစ္စည်းတစ်ခုပြန်ရလို့ရှင်10ရတယ်အဲ့ဒါကကျတော့၅ချက်နဲ့ဝယ်ပြီးလို့ရှင်10ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဖောက်ပြန်တဲ့အတွက်ကြောင့်မို့နေ9ချက်ပဲရတော့မယ်လို့ပြောလို့ရှင်လေလက်မခံဟုတ်တယ်เนาะမသိပြောတာအေးသေးကြတာတစ်ခုတော့ရှိတယ်အဲ့ဒါဗာလဲဆိုလို့ရှင် အခုလက်ရှိအနေအထားမှာကိုကအိမ်တော်ကြီးဖောက်ပြန်နေတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့စီးပွားရေးကတော့ဖြစ်မြဲတိုင်းဖြစ်နေတာပဲလေပတ်မြဲတိုင်းလေပတ်နေတာပဲဝင်မြဲတိုင်းဝင်နေတာပဲအဲ့ဒီခါကျတော့ဒီလိုအเจ้าညာအเจ้าမူလို့ဒီလိုဖြစ်တတ်တယ်လို့ပြောလို့ရှိရင်သူတို့လက်မခံဘူးထားလိုက်တော့သူတို့မသိသေးတဲ့အချက်တစ်ခုရှိတယ်အိမ်တော်တစ်ခုမှာမိမကလည်းဖောက်ပြန်ဖောက်ပြန်ယောက်ျားကလည်းဖောက်ပြန်ဖောက်ပြန်ကိုမမြင်နိုင်တဲ့ကိုရဲ့ကံတရားရဲ့ဖေးမှားမှုကြောင့်လို့ ိုတွေဟာငွေတွေကိုနော်အစပေါင်းများစွာဝင်လာမဲ့ငွေရဲ့လမ်းကြောင်းတွေပိတ်ဆို့သွားတာကတော့အမှန်ပဲပြောချင်တာအခုဖြစ်နေတဲ့စီးပွားရေးဟာသိန်းတစ်ထောင်ဆိုလို့ရှိရင်နောက်ထပ်သိန်းပေါင်းတောင်းချီပြီးတော့ကိုရှိကိုလာမဲ့လမ်းကြောင်းတွေကတော့ပိတ်ဆို့သွားတယ်နော်မှတ်တယ်ပြမယ်ဘာလို့ပိတ်ဆို့သွားတာလဲ အိမ်တော်ကြီးဖောက်ပြန်မှုရှိနေတဲ့မိသားစုရဲ့အိမ်ဟာဘယ်တော့မှမအေးချမ်းရံဖြစ်ကြမယ်စကားများကြမယ်စိတ်ဆိုးကြမယ်ဝင်နေကြမယ်ငိုကြမယ်ရီကြမယ်ရိုက်ဟဲနဲ့ဟဲဖြစ်နေကြတဲ့အိမ်တွင်မိနေစဉ်နဲ့များတောင်းလာနေတဲ့အိမ်တွင်မိဟုတ်ပြီကျမတို့ကတော့အဲ့လိုအိမ်တွင်မိကိုတောက်တော့တောက်လောင်ခဲ့တယ်အခုကတော့အတက်နိုင်ဆုံးကိုကိုကို စိတ်တွေပြင်ဆင်လိုက်တယ်ထိမ့်သိမ့်လိုက်တယ်မသိရေနော်ဆိုလို့ရှိရင်ဒါကကိုယ့်ဘက်ကထိမ့်သိမ့်တာသူ့ဘက်ကထိမ့်သိမ့်တာပေါ့ကိုကကိုယ့်ဘက်ကထိမ့်သိမ့်နေဆိုရလဲကိုကနှလုံးသားကြီးတအားကြည်ပြီးမှစိတ်ရင်းနဲ့အယံပြည့်နေလို့ပဲမဟုတ်ဘူးအကြောင်းကြောင်းတော့အကြောင်းတရားတွေကိုထောက်နေရတဲ့အတွက်ကြောင့်မဟုတ်လို့ဒါကိုမပြူပြက်သွားအောင်ဒီအိမ်တော်ကြီးမပြူကွဲသွားအောင်ကြားကန်ထားတဲ့သဘောမျိုးပဲရင်ထဲမှာအယံချမ်းမြေ့နေရပုံချမ်းသာနေရပုံ ဖွဲမီးလို့တော့တငွိငွိနဲ့လောင်ကြတယ်အဲ့တော့အဲ့လိုလောင်နေတဲ့မိသားစုတစ်ခုမှာတကယ်ကိုမညာနဲ့လက်ကန်တရားရဲ့ဖေးမမှုကြောင့်ဝင်လာမဲ့ငွေတွေလက်လာပါတွေရတော့အခွင့်ရေးရတော့ဆုံးရှုံးနေပါပဲဒီစကားလေးကတော့